ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတင်ဆက်ရေးသားထားတဲ့ဘိုးတော်ပေနဲ့မရဏတတိအပိုင်း43ကိုတင်ဆက်ပေးကြမှာရယ်အစီအစဉ်လေးမစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရယ်ကျမရောအစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရယ်ရှင် ညင်းစိန်နဲ့စူကြီးတို့တေဆုံသွားပြီးရဲ့နောက်ပိုင်းမှာဟလာမောင်အပါအဝင်သူ့ရဲ့တပည့်တွေကနိုင်ငံကိုဂရုမစိုက်ကြတော့ပါဘူး။အဲ့နိုင်ငံကြောင့်စူကြီးတရားရဲလို့လှမောင်ကပြောဆိုတတ်ပါရဲ့။အဲ့နိုင်ငံကိုထားလိုက်တော့ကွာစူကြီးတရားအဲ့နိုင်ငံကြောင့်ကွာ။ဘာဖြစ်လို့လဲအာစရိ။ဒီကောင်ကငါ့ကိုစီးပွားသိပ်ဖြစ်စေချင်တာ။တင်ဆိုင်နဲ့နှမ်းကျဲဖို့လေသူ့ရဲ့အကြံပေးရလေကွာ။တကယ်လို့ငါ့ကိုဒါနှမ်းမကျဲပြင်ညင်းစိန်နဲ့ဒီကောင်စကားမြောက်မှာမဟုတ်ဘူး။နှစ်ယောက်စလုံးလဲတည်မှာမဟုတ်ဘူး။အဲ့လေဟုတ်တာပဲအာစရိ။ တကယ်ဆိုရင်ကျုပ်တို့တွေကမြေတူတာနဲ့ဘာမှမဆိုင်ဘူးနိုင်ငံရှိလို့ဒါအဲ့ညာသွားနေရတာအဲ့နိုင်ငံကိုထားလိုက်တော့ကွာနေဟုတ်ဟာမေးရအောင်မေတခြားလူတွေရှိမှမို့လို့မင်းတို့မမေးရမေးပါအာစရိမင်းတို့တွေငါ့ကိုဘာရင်းများလှုပ်ဝတ်ထားသေးလဲမင်းတို့ကြီးကငါသိပ်ပြီးမတင်ကြအောင်လှမောင်ရဲ့စကားကြောင့်သူ့ရဲ့တပည့်တွေကတရားမျက်နာတယောက်ကြည့်လိုက်ကငမောင်လို့အမိရတဲ့တပည့်တယောက်ကစကားဆိုပါရီကျုပ်တို့အာစရိကိုမပြောရသေးတာတခုရှိတယ်ငါထင်တယ်ပြောမြေတူတော့အောက်မှာအယိုးစုတစ်ခုကိုတူးမိပါရဲ့ အစီအနေပဲကျုပ်တို့ကလည်းနောက်တနေအောင်မတူးကျင်တာနဲ့အဲ့အလောင်းကိုတင်းကြိုက်နဲ့လဲအဆက်မှပြန်မြုပ်လိုက်ပါလေ။ဟေးအဲ့လိုတွေဖြစ်တာမင်းတို့လူကြီးတွေမပြောပြဘူးလား။မပြောပြပါဘူးအစီအာတော့ဇာတနေရာထက်ပြီးတော့တူခိုင်းနေအပင်နေပြက်ကုန်မှဆိုလို့မင်းတို့ကောင်ရောငါတို့ဒီမှာပြဿနာတွေတောက်ပြဿနာတွေရှာမိပြီထင်တယ်။ဟိုကောင်ဆိုးရအကြံပေးတယ်။ငါတို့တောက်ယူရလည်းလိုက်လို့တယ်။မင်းတို့ပြောဖို့အရာဆိုရင်ရိုးတော့မရိုးတော့ဘူးကွာ။မင်းတို့ကောင်ဒီအချင်းချင်းတန့်နေရဝိုင်းပြီးတော့ကြည့်ရလောက်တဲ့အထီတော့မာယူရဲ့ဆံမှမဟုတ်ဘူး။ တကယ်ပါအာစရိအဲ့ဒီအချိန်ကလေးကျုပ်တို့တွေတကယ်ကိုစိတ်နဲ့လူနဲ့မကပ်ဖြစ်သွားတယ်။နောက်မှာကရွာထိပ်မှာရှိရဲ့သူ့ရဲ့အိမ်မှာတပည့်တွေနဲ့စကားပြောနေကြမှာညမကြတော့အချိန်မှာတော့ရွာသားနေရာကလှမောင်ရဲ့အိမ်ဝိုင်းထဲကိုတုတ်တီးတပြားနဲ့ဝင်လာပြီးအမောတခေါနဲ့စကားဆိုပါတယ်။ကိုလာမကိုလာမဟာကျုံမဘာဖြစ်လာလဲကွာမင်းကိုကြည့်ရလဲကြားလိုက်လာတယ်လို့ပဲ။ကြားလိုက်တာထက်စိုးရယ်ပြို့ခင်ဗျားတော့တပြက်တနာတက်ပြန်ပြီ။ဘာဖြစ်ပြန်ပြီလဲကွာခင်ဗျားကျွဲယူဘယ်နားလွတ်ထားလဲ။တင်းကြိုင်နောက်ဖက်ကမလှပင်အရေးအောက်မှာလှန်ခိုင်းတာလေဘာဖြစ်လို့လဲ။ ။ဘာဖြစ်ရမှာလဲ။ခမားကြွက်ရမသိန်းကြီးကိုခတ်လို့မသိန်းကြီးတေသွားပြီဗျ။ဘာ?ကိုလောက်မှတော့ဘာပြန်ပြောရမှမသိအောင်ဖြစ်သွားပါရဲ့။သူ့ရဲ့ကြွယ်ပေါက်ကြီးကတစ်ခါမှလူမခတ်ပါဘူး။မတ်မတ်လို့ဆိုလိုက်ရုံနဲ့လက်နှစ်ဖက်ကိုထပ်ပြီးဆင်းနေခဲ့သူမတ်ပေးတတ်တဲ့ကြွယ်ကြီးတစ်ခါမှအခုမသိင်ကြီးကိုခတ်တယ်ဆိုပြီးတော့တတ်တယ်ဆိုတာကလေသူလုံးဝမယုံကြည်နိုင်ဖြစ်နေတယ်။ဒါကြောင့်ကျုံမိုးရိုးနဲ့တူရွာတင်ကျိုင်မှတ်ကိုအပြေးသွားလိုက်ပါရယ်။ကလုံးရွာတင်ကျိုင်နဲ့မှလူအများစုယုံနေကြပြန်ပါရယ်။ အနေရအင်းကျေဝတ်တဲ့အမျိုးသမီးတအူမှာကိုလေးလက်ဝန်ကျင်နဲ့စမေးများဖားလာချပြီးတင်းဆိုင်ပေးမှရှိရဲလှေလံပေါ်မှာတည်ဆုံနေတယ်လို့လှန်လင်းကားကြောင့်ခံဆိုင်ဝင်နေပြီးသွေးတန်ရဲရဲနဲ့အတက်ကိုပြင်းစွာရှူနေရတဲ့ကျဲပေါကြီးကလည်းတေးအံ့ဆဲဆဲဖြစ်လို့နေပါရဲ့မသိကြအင်းကျေနဲ့ဝတ်ထားလို့လိုက်ခတ်တာနေမယ်အေးကွာကိုလေးလက်ဝင်းနဲ့တနာပါရယ်ဘာလို့များတယောက်ထဲညနေနေဝင်းတယောက်ဒီဘက်ကိုလာလဲကွာလှမောင်ကြီးကရင်ပါရယ်အခုမှဘာထပ်ပြတာလဲမသိပါဘူးကွာရွာသားတွေရဲ့ပြောစကားတွေပါ ညမကြတော့အချိန်မှာတော့ရွာလူကြီးနဲ့လှမောင်တို့ရှေ့စဉ်နောက်စဉ်ရောက်လို့လာပါရယ်လှမောင်မြင်နာနဲ့မသိန်းကြီးရဲ့အလောင်းကြီးမှာထိုင်ပြီးတော့ငိုနေတဲ့မသိန်းကြီးရဲ့ယောက်ျားဖြစ်သူမှာစိတ်ဆိုးမှန်ဆိုးနဲ့မတက်ထားရလာကလှမောင်ပြေးထိုးပါရယ်တို့ပေမဲ့လည်းရွာသားတွေကဆွဲထားတာမို့သူရုံးမြဖြစ်နေလို့နေရပါအဲ့နော်ဆုံးပါသွားလေသူမသိန်းကြီးရဲ့ယောက်ျားကလှမောင်ကိုစူရဲစာကြည်လာပြီးခက်ထန်စာစကားဆိုပါရယ်လှမောင်မင်းမင်းငါမင်းမောင်တတ်တာခွဲဘူး မတပ်ပောက်ကြရပြောနေနေနော်မိမိမောက်တတမင်းပဲဘာဖြစ်လို့မြောက်ဘိုက်ကြီးနေတဲ့သူနေဝင်မိုးချုံအပြင်ထွက်ခိုင်းရတယ်အဲ့ဒါမေတောက်တော့မကြလို့ဖြစ်တာလှမောင်ရဲ့စကားကြောင့်ခွေးပုအမီရရဲ့မသိန်းကြီးရဲ့ယောက်ျားမငြိမ်ကြသွားပါရဲ့လှမောင်ပြောဒီမှာလဲမှန်ပါရဲ့ကိုယ်နဲ့အမျိုးသမီးမှာတင်းတဲ့ကုန်ဘက်ကိုတောက်တဲထွက်လာဒီမှာလုံးဝမသိင်လျော်ပါဘူးညမကြတော့ချိန်မှာခွေးပုရဲ့မိခင်ကြီးပါရောက်လာပြီးသူမရဲ့ချေမကိုကြည်လိုက်ပြီးရဲ့နော်တားဖြစ်သူခွေးပုစီကိုသွားကပါးကိုရိုက်လိုက်ပြီးလက်ညှိုးငေါငေါထွင်းရင်စကားဆိုပါရဲ့ခွေးပု နေသူများကိုရှောက်ပြီးတော့အပြစ်တင်နေတယ်တင်းကြည့်သေးရတာနင့်ကြောင်ဟဲ့နင့်ကြောင်အမေခင်ဗျဘာတွေရှောက်ပြောနေရလဲလှမောင်ရဲ့ကျွဲခတ်လို့သေးရတာလေဗျအဲ့တဒေါင်စာတင်းကြဲကိုနှမ်းကြဲလို့အခုလိုရဖြစ်လာတာထွေတော်စံနေကိုငါသားလို့ပြောရမှာတော့ငါရှက်တယ်တယောက်တော့ပြောကြစမ်းမဒီမတော်ဘယ်ကနေခေါ်လာလဲအရေးစိန်ဆိုရဲခွဲပူမိခင်ကြီးရဲ့အမေစကားကိုရွာသားတယောက်ကဖြေပြီးလာပါရဲ့ဝင်းနိုင်ရဲ့ထန်းတော့ကနေသွားခေါ်လာပါ ဟုတ်တယ်အဲ့မတော်ငါချွေမှာသွားမခေါ်ခင်အခုလိုဖြစ်လာမှာမဟုတ်ဘူးအကြီးကောင်ကိုပူကြီးနေလို့ဒင်းကိုသွားခေါ်တာငါကလည်းမိသိန်းကြီးဒီထီသွားမခေါ်လာဘူးလို့ထင်တာငါအငယ်ကောင်သွားခေါ်ခိုင်းတာတော့မရအောင်ထွက်သွားတာအကြီးစင်ရဲ့စကားဆုံးတဲ့အခါမှာထန်းတက်သမားဝင်းနိုင်ကလည်းအကြီးစင်ရဲ့စကားကိုထောက်ခံလာပါတယ်အကြီးပြောတာဟုတ်တယ်ခွေးပုကိုသိန်းကြီးလာခေါ်လို့လိုက်သွားဖို့ပြောတာဒီကောင်ငါ့တော်မှာရန်ရှာလိုက်သေးတယ်ဝင်းနိုင်ပြောသည်မှမှန်ပါတယ်ခွေးပုကသူ့ရဲ့ထန်းတော်ကိုနေလေတွေကရောက်နေပြီးတောက်စားနေရပါ ညနေရောက်တဲ့အခါမှာမသိန်းကြီးကထန်းတော့လိုက်လာပြီးတားဖြစ်သူအပူကြီးများကြောင့်ပြန်လာဖို့တက်လာခရပါခွေပူကငှက်ဖြားဖြစ်နေရကိုအေးတယူလှုပ်လို့ဆိုပြီးတော့ပြန်ပြော့မလိုက်နိုင်သေးကြောင်းခဏနေမှပြန်လာမယ်ဖြစ်ကြောင်းပြောပါရယ်မသိန်းကြီးကသူမနဲ့အတူပြန်လိုက်ဖို့ရန်အတွက်အချိန်ကြာမြင့်စွာခေါ်ဆောင်တာပါခွေပူမှဖြင့်သူ့ရဲ့မိမကိုငငန်းဆဲဆိုပြီးနှင်ထုတ်လိုက်ရမှာစိတ်မကောင်းဖြစ်စွာနဲ့ပြန်သွားခြင်းဖြစ်ပြီးအခုကဲတူတော့အဖြစ်ဆုံးမျိုးနဲ့ကြုံရခြင်းမှာ အကျိုးကြောင့်တည်သွားပြီးဖြစ်တဲ့ရွာသားတွေကခွေးပူကိုပြစ်တင်ပြောဆိုကြပြီးရဲ့နောက်မတ်သိန်းကျင်အလောင်းကိုရွာပြင်မှာထားရန်အတွက်ဆင်ဆောက်ပြီးတင်ထားပါရယ်။ရွာသားတွေမရှိရတဲ့အချိန်မှာတော့လောင်မောင်ကသူ့ရဲ့ကျွဲပေါကြီးအနာကိုသွားကနှစ်ဖူးကိုပုတ်တက်ပေးနေမိပါရယ်။ကျွဲကြီးမှာမျက်ရည်များကြကအသက်ကိုပြင်းစွာရှူနေရပါရယ်။အဲ့မြင်ဝင်ကိုစိတ်မကောင်းစွာကြည့်နေရတဲ့လောင်မောင်ကတပည့်တယောက်ကိုလှမ်းပြီးတော့စကားဆိုပါရယ်။ဟေးအောင်မင်းမထားပါလား။ပါရယ်အာစရိပေးစမ်း။ လာမောင်ကတပည့်ဖြစ်သူကံပြီးရဲ့တမောင်ယူလိုက်ကကျွဲကြီးရဲ့ဥကောင်းကိုတက်ပေးလိုက်ပြီးရင်တော့ငါကောက်ကြီးမင်းဘလို့ဖြစ်ပြီးတော့လူကိုခတ်တယ်ဆိုတော့ငါမသိဘူး။ငါမင်းကိုချစ်ပါတယ်ကွာ။မင်းလည်းနောက်ဘဝခုလိုကျွဲမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးပါရယ်ကွာ။လာမောင်ကပြပြဆဆူနဲ့ကျွဲကြီးရဲ့လေပင်နေရာကိုထားနဲ့ထိုးချလိုက်ပါရယ်။ကလုံးရလေးကတလားဆိုတော့အချိန်အတွင်းမှာလူငါးယောက်တေဆုံပြီးဖြစ်ရာရွာသားတွေကကြောက်လန့်လာကြပါရယ်။တေဆုံဒီမှာလေးအစိမ့်တီများဖြစ်ကြတာပါ။လာမောင်ရဲ့နှံကင်းကလေတစတဲ့တစကြီးမာလာပြီးဖြစ်ပါရယ်။ အဲ့ဒီနိုင်ငံထဲမှာလူသေးမြုပ်ထားတဲ့မြေပုံတို့ကလည်းတစတဲ့တစများလာပြီးဖြစ်ပါရဲ့အဲ့ဒီအချင်းရီကြောင့်ရွာသားတွေကနိုင်ငံကြလူသေးဆုံးတဲ့လူအထင်ရှိလာပြီးရွာလူကြီးကိုဝိုင်းဝန်းပြီးတော့နိုင်ငံကိုဖျက်ဆီးပြန်အတွက်တောင်းဆိုကြပါရဲ့ရွာလူကြီးနိုင်ငံကိုဖျက်ဆီးပေးပါနောက်တစ်ခါဆိုကျုပ်တို့ခွင့်လွန်မှာမဟုတ်ဟုတ်တယ်ကျုပ်တို့ကတော့ဒီနိုင်ငံကြောင့်အခုလိုဖြစ်တာလို့ပဲထင်တယ်ရွာသားတွေရဲ့အခြေအနေကိုသဘောပေါက်တဲ့ရွာလူကြီးကကောင်းမွန်စွာပြီးရွာသားတွေရဲ့စကားကိုအလေးထားကလက်ခံလိုက်ပါရယ် စိတ်ချခင်ဗျားတို့ဖြစ်ချင်တယ်လို့အကုန်လုံးဖြစ်စေရမယ်နိုင်ငံဖြတ်ဖို့အတွက်ကြုံလှမောင်ပြောလိုက်မယ်ရွာသားတွေကလည်းသူတို့ဖြစ်ချင်တဲ့ကိစ္စရပ်ကိုလူလူလလလက်ခံတာကြောင့်ကျေနပ်သွားကြပြီးရွာလူကြီးရဲ့အင်္ဂါနေထွက်ခွာသွားကြပါရယ်အဲ့နော်ရွာလူကြီးကသူ့ရဲ့တူတော်မောင်လှမောင်ကိုခေါ်စီပြီးအကျိုးကြောင့်ပြောပါရယ်လှမောင်မင်းကအကြက်ကြိုင်မယ်ဆိုရင်ငါမတက်နိုင်တော့ဘူးဦးလေးကဘာလို့ပြောရလဲမင်းကဟိုကိစ္စနဲ့အကြက်ကြိုင်လည်းမရဘူးလို့ပြောတာအကြက်မကြိုင်တော့ပါဦးလေးဟာကျုပ်ကအဲ့လောက်အသိဉာဏ်မမဲ့သေးပါဘူးကျုပ်ကိုခေါ်တာဘာကိစ္စရှိလို့လဲ တခြားတော့မဟုတ်ပါဘူးမေးကျဲထားတဲ့တင်ဆိုင်နေရနှံငွေရွာသားတွေကဖြတ်ခိုင်းနေတာကွာဖြတ်ပေးလိုက်ပေါ့ဗျာမိကလကဆံမလို့တော့လာကျုပ်လည်းအဲ့နှံငွေသဘောမကျတော့ပါဘူးကျုပ်ရဲ့အကောင်းဆုံးတပည့်ဆိုကြီးလည်းဒီနှံငွေကြောင့်တည်ခဲ့ရတာအေးကွာငါ့အမေကိုပြောရခက်မယ်လို့ထင်နေအခုလို့ဆိုတော့လည်းအဆင်ပြေတာပေါ့နတ်ဖံပဲဖြတ်တော့မယ်ကွာဒါနဲ့သာခုတ်ပြစ်ဦးလေးကျုပ်တို့ရင်ဖြတ်လို့အဆင်မပြေဘူးနော်ရွာသားတွေပါခေါ်ပြီးတော့ဖြတ်ခိုင်းရောအဲ့ဒါလည်းကောင်းတာပါပဲငါပြောထားလိုက်မယ်နှံငွေဖြတ်ပြီးတော့အခုလိုမျိုးတပတ်တယောက်တည်နေရရရက်မယ်လို့တော့မျှော်လင့်ရတာပဲ ကျောက်လည်းအဲ့လိုပဲမျောလင်းမာတဲ့ဦးလေးရာဒါကတော့တော်တော်တိုက်ဆိုင်လို့နေပြီလို့ထင်နေတပတ်ကိုတယောက်တည်နေတာတော့ဘလို့မှလက်မခံနိုင်အောင်ပါပဲဗျာလာမောင်ကလည်းသူ့ရဲ့လောက်ရတွေကိုနောက်နှားရလို့နေပြီဖြစ်ပါရဲ့အဲ့နောက်လာမောင်ကသူ့ရဲ့ဦးလေးကိုနောက်ထပ်စကားဆိုပါရဲ့ဦးလေးကျောက်အိမ်အောင်ပြုတော့မလို့လိုက်တောင်းမေဦးမင်းကလည်းဖြုံးစားကြီးဟုတ်တယ်ဦးလေးအခုကျောက်ကြီးစားမိပါရီကအများကြီးတင်တောင်းစရာမလိုဘူးတဲ့အဲ့ကြောင့်သွားပြီးတော့တင်တောင်းတော့မလို့အဲ့လိုလားအဲ့ဆိုတော့မင်းတို့ပို့ပြီးတော့အဆင်ပြေသွားတာပေါ့ကွာ ဒီလိုနဲ့လာမကဦးလေးဖြစ်သူရွာလူကြီးကိုနှုတ်ဆက်ပြီးရင်အင်ကိုပြန်ခဲ့ပါရယ်ရွာလူကြီးကအမြင်မှန်ရနေပြီဖြစ်တဲ့လာမောင်ကြီးကပြုံးနေမိပါရယ်နနတ်မူသားအလင်းရောက်တဲ့အချိန်မှဖြစ်ပါရယ်ဂိုင်းကုတ်တာတွေကိုကန်ဆောင်ထားကြတဲ့ကလွန်ရွာသားတွေကရွာနောက်ဘက်မှာရှိတဲ့တင်ဆိုင်ကုန်းကိုခြိတက်လာကြပါရယ်သူတို့ကတင်ဆိုင်ထဲမှာနှမ်းမင်းတွေကိုဖျက်ဆီးပစ်ကြမှာပါလာမောင်ရဲ့တပည့်တွေကတော့အဲ့ဒီအဖွဲထဲမှာမပါဝင်ကြပါဘူးပြဿနာဖြစ်မှဆိုရကြလာမောင်ကသူ့ရဲ့တပည့်တွေကိုရွာနဲ့လှမ်းနဲ့အကွက်များထဲမှာအလုလုခိုင်းထားပါရဲ့ အဲ့နော်ရွာသားတွေကသူတို့ရဲ့ဓာရီနဲ့နှမ်းပင်လေးကိုစတင်ခုံရမ်းပါတယ်။အဲ့ဒီထဲမှာတော့တောင်မြင်နဲ့မြင်ဦးမှာပို့ပြီးတော့စိတ်အားထက်သန်နေပြီးအာကျုံမတန်နေပင်ကိုင်းခုတ်ဓာရီနဲ့နှမ်းပင်လေးကိုခုတ်ထွေမှရှင်းလင်းနေပါတယ်။နှမ်းပင်နေရာလဲကောင်းချက်ကွာမြောစာတွေကောင်းလို့နေမယ်။အေးကွာတကယ်ကောင်းမယ်။ဘသူရောဟာလှမောင်တို့အဖွဲပေါ်ကွာမြေပုံတွေကိုဂျုံနဲ့တိုက်ပြီးနှမ်းတွေကျဲပြစ်တာကွာ။အေးကွာဆရာတော်ကြီးရဲ့တူရွာလူကြီးရဲ့တူပဲလေလုံးသမျှဖြစ်နေရောတာပေါ့။ ဆရာတော်ကြီးတော့ရောက်စောက်တည်သွားလို့ပါကွာဒီကောင်ဆရာတော်ကြီးရွာကိုကြွလိုက်နေလှမောင်ဆိုတဲ့ကောင်လှုပ်တာမလှုပ်ရဲပါဘူးသူ့ဦးလေးရွာလူကြီးကိုတော့ဒီကောင်ပိုင်နေကွာနော်မင်းတို့ကတော့မသိသေးတဲ့အကြောင်းတွေရှိလို့ပေါ့ကွာသူတို့ညာကစကားတပြောပြောနဲ့နှမ်းမင်းလေးကိုခုတ်ထင်ရှင်းလင်းနေပါရီနှမ်းမင်းငယ်လေးကိုဓာတ်ောက်ခေါ်ရဲကိုင်းခေါက်ထားနဲ့ခုတ်ရသည်မှာအတော်ခုတ်လို့ကောင်းနေပြီးငန်းတိုက်ပြီးတော့ခုတ်နေကြတာပါထို့စင်မှာပဲတောင်မြင့်ကမွေးတကောင်ကိုဓာတ်နဲ့ရှမ်းမိပါရီမွေးဟာမွေး တမမြဌာနဲ့ရှောင်းလိုက်ပြီးတော့ခလန်းလန်းကိုရှောက်သွားတဲ့မွေးကိုမြေဦးကဓာကောင်နဲ့ခုတ်ပိုင်းလိုက်ပါရီကြားမှာကောင်းနေရမို့ခုတ်ရသည်မှာအတော်ကိုကိုလိုကလန်းရှိလာတာပါကန်တင်ပောင်ရရမှာတော့ခါကောက်ရတတအောင်ပြုလုပ်ထားတဲ့အတွက်မြေပြင်ကိုခုတ်တဲ့အခါမှာအတော်ကိုကိုလိုကလန်းနိုင်ပါရီမြေဦးကဓာကောင်နဲ့ခုတ်လိုက်ပြီးမွေးကိုတည်စီတဲ့ထိချက်မရတာကြောင့်ဓာအောင်မြောက်ပြီးတော့ခုတ်မယ်ပြင်စမှာမွေးမှာဓာမှာရစ်ပတ်လာပြီးတော့မြေဦးစီကိုခုတ်ဝင်ပြီးတော့လဲပင်းကိုကိုက်ခဲပါရီဟေးမြေဦးပိုးထိပ်ပြီဟာလာကြပါဦးဘာမွေတော့ဟာ မွေဝေးဟာမွေဝေးရွာသားတွေကနှင်းငင်းကိုကုန်စင်အောင်ခေါ်ရသေးခင်မှာပဲမြင်းဦးကိုပို့ထီသွားတာကြောင့်နှမ်းမင်းနေရှင်းလင်းနာကိုရွှတ်လိုက်ကမြင်းဦးကိုရွာကိုခေါ်ဆောင်လာပါရယ်သူပေမဲ့မြင်းဦးရဲ့အသက်ကိုဖြစ်ကဲတင်နိုင်ခြင်းမရှိပါဘူးတိုက်ဆိုင်စွာနဲ့အိနေကလူသေးဆုံးပြီးဒီမှာခုနှစ်ရက်မြောက်နေဖြစ်ပါရယ်နှမ်းငင်းကိုဖျက်လိုက်ပေးမယ်လေအချိန်လေးကတော့ထူကြမလားပဲအဲ့ဒီနှမ်းငင်းဖျက်တဲ့နေမှာပဲမြင်းဦးဆိုရရွာသားတယောက်တေဆုံးသွားရပြန်ပါရယ် ရွာသားတွေရဲ့အကြောက်တရားတွေကတိုးရတိုးရဖြစ်ပေါ်လာပြီးတင်းဆုံတဲ့နေရာတွေကလည်းတင်းဆိုင်ကုန်းဝန်ကျင်မှသာဖြစ်နေကြအောင်အခုဆိုရင်တော့ကလွန်ရွာသားတွေကတင်းဆိုင်ကုန်းလန်ကိုဖြတ်မသွားရကြတော့ပါဘူး။တိုးရမယ်မသွားရမရတော့အခြေအနေနဲ့အမြဲကြုံပါရယ်။ခုနှစ်ရမြောက်တာနဲ့နာမကျန်းဖြစ်သူပေါ်လာကတိမြဲပါ။ဒါကြောင့်ရွာလူချင်းရဲ့ရမီရဖာတွေကအထက်လန်းဆရာတွေပင်ဆောင်ပြီးရွာရဲ့ပြဒနာကိုဖြေရှင်းခိုင်းပါရယ်။ရောက်လာတဲ့အထက်လန်းဆရာတွေကငွေများကိုသာယူဆောင်သွားကြပြီးပြဿနာကတော့တင်းဆိုင်ကုန်းမှာရှိရလို့ပြောကပြန်သားကြစမြဲပါ ရွာဥစီရော့ကိုပင်ဆောင်ပြီးရွာထဲမှာရဲနာတို့ရွှေဖက်ခြင်းနဲ့ကမဝါရွှေဖက်ခြင်းတွေပြုလုပ်ပြီးမဲ့လေလူအသေးပြောက်ကတော့ရှိမြဲပါဒါကြောင့်တချို့သောရွာသားတွေကကလွန်ရွာလေးကိုစတင်ဆွန့်ခွာလာကြပါတယ်။ကလွန်ရွာသားတွေနဲ့ခြားနာစွာနဲ့ပဲမြင်းဖြူရွာမှာနှင်းဖြူမှာသူ့ရဲ့ခင်မုံလောင်လှမောင်းကိုကလွန်ရွာကိုလိုက်ချင်ကြောင်းပူဇော်လာပါရယ်။အကိုညီမလေးအကိုတို့ရွာလိုက်ချင်တယ်။ရွာမှာပြဿနာတက်နေတဲ့နှင်းဖြူအကိုညီမကိုလာတောင်းမှပဲတခါလေးလိုက်ခဲ့ပါလား။မရဘူးအကိုနဲ့မယူခင်လိုက်ချင်တာ အသွင်တူ၍အိမ်သူဖြစ်မဲ့ချက်လာစွာရဲနှင်းဖြူရဲအကြောင်းကိုလှမှကောင်းကောင်းသိပါရယ်သူလိုပဲနှင်းဖြူကလည်းတဆုထုသမားပါဒါဆိုဒါဖြစ်ရမှာဆိုရယ်လူစားမျိုးဖြစ်တဲ့အတွက်လှမှကြောင့်ဘလို့မှမတတ်နိုင်မဲရောက်ကမလောင်တွေကိုခွင်ကြောင်းကရောက်ကမလောင်တွေရဲ့နွားလဲနေပင်ကလုံးရွာကိုထွက်လာခဲ့ကြပါရယ်လန်တရှောင်မြင်နေရတဲ့တောတောင်စိတ်ဆန်းနဲ့တစ်ပင်ဝါပင်တွေကကြည်နူးဝဲအတီးပါနှင်းမဖြူဖြူလိုဝေစာနေတဲ့မြင်ကွင်းကပဲယနေ့မှလှပနေရလို့ထင်မြင်မိပါရယ် ဖြစ်ရတဲ့သူကိုလဲဖို့တင်ပြီးတော့မောင်းနှင်ပြီးမြင်နေရသည်မှာထုံနှံမွင့်ဖြူဖြူတွေမှာအတော်ကိုလှပနေရလို့ထင်မိပါတယ်တီတီတတာစကားတွေပြောဆိုနေတဲ့ချစ်ရသူနှင်းဖြူရဲ့မျက်နှာကိုလှမောင်တယောက်နွားလဲမောင်းနေနေမကြမကြလှဲ့လှဲ့ကြည့်နေမိပါတယ်အဲ့လိုမျိုးပျော်ရွှင်စရာခရီးကတော့ကလွန်းရတင်ကြိုင်မှာအဆုံးသက်သွားပါရယ်နေဝင်တရောအချိန်မှာလှမောင်နေနှင်းဖြူကိုလိုက်ပါလာတဲ့လှဲလေးကကလွန်းရတင်ကြိုင်ကုန်အနီကိုရောက်ရှိလာတာပါအဲ့ဒီတင်ကြိုင်ကုန်ကိုအခုနောက်ပိုင်းသွားလာတဲ့သူမရှိသလားဖြစ်နေပြီမို့နွားကြောင်သားလေးများပင်မတွေ့ရတော့ပါဘူး လာမကြလဲကိုမောင်းနေနဲ့တင်းဆိုင်လေရောက်လာတာနဲ့လဲကိုဆွေးနေနွားနှကောင်မှရှေ့ဆက်မသွားတော့ပါဘူး။ဒါကြောင့်နွားများကန့်နေရလို့ထင်ကချိန်နဲ့ရိုက်ပြီးအတင်းမောင်းမာရယ်။ပေါင်နွားတွေသွားကြစမ်းဘာဖြစ်တာလဲ။ကြောက်ပေါက်တာလား။စိတ်ဆက်လာတဲ့လာမမှာနွားတွေကိုဆဲဆိုရင်ရိုက်ပုံမောင်းနေနေပါရယ်။သူပါတော့လေနွားနကောင်မဆက်ရွေးမသွားပဲနှာတမုံမုံနဲ့လူးလွန်နေပြီးနွားတွေမသွားတဲ့အခါမှာလောင်မောင်ကနွားတွေကိုရိုက်လီဆင်းလေးပါငါမရအရာနွားတွေဖြစ်ညာလား မရိုင်းစာဆဲဆိုနေတဲ့လာမောင်ကသူ့ရဲ့နောက်မှာနှင်းဖြူပါလာတယ်ဆိုတာကိုတော့မှမေ့နေဟန်ရှိပါရယ်။အင်မတန်ဆဲဆိုနေတဲ့လာမောင်ကိုနှင်းဖြူကမကြည့်မနဲ့နဲ့စကားဆိုလာပါရယ်။အကိုနွားတွေကိုအဲ့လောက်မဆဲပါနဲ့။ကျမတို့နွားတွေကအဲ့လောက်မဆိုးပါဘူး။မဆိုးဟုတ်လား။မင်းမမြင်ဘူးလား။မင်းတို့နွားတွေလောက်ကပ်။လှဲပေးတစ်ခုခု ခုနေလို့နေမှာပေါ့။လှဲအခုံတော်မှမယုံနိုင်တာ။အဲ့ဒါနွားကောင်းလား။မင်းတို့နွားတွေကမင်းအဖေလိုပဲအတော့မကြောက်ဘူး။အကိုဘာစကားပြောလိုက်တာလဲ။နေကြတဲ့အတိုင်းပဲလေ။ ဘယ်လိုမျိုးဖြစ်သွားမယ်မှမသိလောက်မောင်နဲ့နှင်းဖြူတို့မှအကြီးအကျယ်စကားများပါတယ်လောက်မောင်ကနှင်းဖြူကိုအရှုံးမပေးပဲပြစ်တင်ပြောဆိုပါတယ်နွားတော်ခုလိုတောက်သုံးမကြနေလူတွေလည်းတောက်သုံးကြမယ်ပုံမပုံရှစ်စကားတွေလွန်လာပြီနော်ရှင့်လိုမျိုးလူမိုက်လူရန်ကတယောက်ကြိုက်မြားကျမမှားတာပဲနင့်ကိုပြန်ကြိုက်ပါလို့ဘသူကပြောလို့လဲတကယ်ဆိုနင့်လိုမိန်းမမျိုးကနင်တို့ရွာတောက်ယူကောင်ငတောင်းနေပဲတန်းတာငတောင်းဆိုရဲအယူနဲ့ပေးစားခံနေရပြီးမကြောက်မမနာတာတွေကိုပါပြောနေရလှောင်မောင်ကိုစိတ်နာကြည်စွာနဲ့နှင်းဖြူဟာကြည်နေမိပါတယ် အဲ့ဒီနောက်ဖခင်ဖြစ်သူရဲ့လှဲပေါ်မှာခင်ထားတဲ့ဖြာအောင်မှကြံခုတ်တဲ့ဓာတ်ကိုလက်နဲ့ဆန်းလိုက်ပြီးရဲ့နောက်ဓာတ်အယူကိုတဖြည်းဖြည်းဆွယူကနွားကိုဆဲဆူရိုက်မောင်းနေတဲ့လှမောင်းအားနောက်ကနေပြီးတော့ဘဲဘက်ပခုံးနေရာကိုအားကုန်လွှဲပြီးတော့ခုတ်လိုက်ပါရယ်။ဒါကလှမောင်းရဲ့ပခုံးအယူကိုပါခုံမိပြီးတုတ်ကနေပင်အတန်ထွက်သွားပါသေးတယ်။သွေးတွေကလည်းမြင်မကောင်းအောင်ထွက်လို့လာပြီးဒါပြင်ကြံခုတ်ဓာတ်မှာလှမောင်းရဲ့ပခုံးနဲ့စိုက်ဝင်လျက်ရှိပါရယ်။ နာမမပခုံးမှာစိုက်ဝင်နေတဲ့ဓာတ်ကိုတဦးမှနေပြီးဆွဲနှုတ်လိုက်ပြီးဒေါသကြောင့်နာကျင်နေရတွေကိုမိနေဟန်ရှိတယ်လို့လို့တခုခုဝင်ရောက်ပူကပ်ပြီးလူမှန်းသူမှန်းမသိဖြစ်နေဟန်လဲရှိပါတယ်။အဲ့နောက်သူကိုဓာတ်နဲ့ခုတ်ပြီးမှအသေးစိတ်ပြောင်းဝင်လာဟန်ရှိတဲ့နင်းပြူကဓာတ်ကိုကင်ပြီးပခုံးမှသွေးများစီကြနေတဲ့သူကိုကြည့်ကကြောက်လန့်တုံရင်ပြီးငေးကြည့်လို့နေပါတယ်။ဒီလိုမျိုးငေးကြောင်နေတဲ့နင်းပြူကိုလှမောင်ကငါနဲ့ကင်တုပ်ပြီးတော့ဆဲစုကဒံရမရှိတဲ့ညာလန့်နဲ့နင်းပြူရဲ့ဥကောင်ကိုအားကုန်ခုတ်လိုက်ပြီးတော့သူကိုယ်တိုင်လည်းငေးကြောင်သွားပြန်ပါတယ်။ ခေတ္တကြရဲခါမှာဥကားခွဲအပ်ပြီးလဲပေါ်မှာခွေခွေလေးလဲနေတဲ့သူ့ရဲ့ချစ်သူနှင်းဖြူငေးကြည့်ပြီးရဲ့နောက်သွေးများပေချံနေတဲ့သူ့ရဲ့လေပင်ကိုပြန်လှီးပြီးရဲ့နောက်လဲပေါ်မှာခွေကျသွားပါရယ်အဲ့ဒီချိန်မှာသာအစောအမောင်ရခန့်ရဲ့နွားနကောင်ကဘသူမှမမောင်းမဲသူ့လူလူလှဲကိုရှာဘက်စီကိုဆွဲသွားပါရယ်။ဆရာတော်ကြီးကသူ့ရဲ့ရွာမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုပြပြနေခြင်းမှာကာနာခန့်ရဲ့မှာပို့တော်ပေးကဆရာတော်ကြီးစကားရက်သွားတာနဲ့သူသိကျင်နာတွေကိုထမ်းမီးလိုက်ပါရယ်။ ဆရာတော်ဖေဟာကိုလောင်မောင်တို့ဆုံတာလေရှေ့လူသေးပြခုနှစ်ရမြောက်နေမှာပဲမလားဖေဟာဟုတ်တယ်တကားလေအခုဆိုရင်တော့သူတို့ဆုံတာ9ရက်ရှိပြီရက်လည်ရင်တော့နောက်ထပ်ဘသူတွေထပ်ပြီးတော့ဆုံမှလည်းမသိတပည့်တော်တို့နေလန့်ရှာတွေ့မှာပါဖေဟာဘိုးတော်ပေနဲ့မမောင်ကျော်ကတယောက်မျက်နှာတယောက်ကြည့်လိုက်မိပါတယ်အဲ့နောက်ဘိုးတော်ပေကသူ့ရဲ့လက်ရည်ထဲမှာစိတ်ပရီကိုထုတ်ကကားပေါ်မှာရင်ပဒီစရံပြန်လိုက်ပါတယ်ပရိမစိတ်ကလက်အုပ်ချလိုက်ပြီးကလုံးရောင်မှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ရပါစေလို့တိုင်တဲပြီးအထိတ်ချန်လိုက်ပါရယ်။ အဲ့နော်ပရိစိတ်နေတဲ့ဘိုးတော်ဘေးရဲ့နားထဲမှာကားဆက်တန်တို့ပဲမကြတော့ပါဘူး။သူ့ရဲ့အာယုံကနှမ်းမင်တို့ကျွတ်တို့ကျတဲ့ပုံတွေကအုတ်ကူအနေငယ်သာရှိပြီးမြေပုံအစ်မြားစွာရှိနေတဲ့တင်ဆိုင်ကုန်တစ်ခုကိုထင်သာမြင်သာစွာမြင်နေရပါတယ်။တင်ဆိုင်ပလဲမှာလည်းခတ်ထံပြီးတော့မျက်လုံးများရရဲနေနေကကိုမအမဲရောက်ခုံငွေတွေထောင်းထောင်းထားနေတဲ့နန္နာဘဝတွေကိုတွေ့လိုက်ရပါတယ်။သူတို့ကတင်ဆိုင်ကုန်ပဝန်ကျင်းကိုကြည့်ပြီးတောက်တစ်ခေါက်ခေါက်နဲ့စိတ်ဆိုးဒေါသဖြစ်နေရပါ။အဲ့ဒီမြင်ကွင်းကိုဘိုးတော်ဘေးမြင်နေရပေမဲ့လည်းအဲ့ဒီနန္နာဘဝတွေကသူ့ကိုမမြင်ကြပါဘူး။ ထို့စဉ်မှာပိတ်ဖြူစင်ကြဲဝတ်ထားတဲ့ပုဂ္ဂိုလ်တယောက်ကတင်းဆိုင်နဲ့မလန့်မကန်မှရှိတဲ့ညောင်မင်းစီအနီးအနားထွက်ပေါ်လာကဘိုးတော်ပေကိုစကားဆိုလိုက်ပါရီလူလေးတကယ်စားတွေဘာကြောင့်ဖြစ်သွားတယ်ဆိုတော့မြင်မိလားမြင်မာရဲ့အဖို့ဘလို့တွေဖြစ်ကုန်တာလဲလောဘသားတွေကြောင့်မို့ကွယ်မြေပုံတွေကိုဂျုံနဲ့တိုက်မှတ်တိုင်တွေကိုမီးနဲ့ရှူပြီးနှမ်းကြဲတယ်လေဒီလောကသားတွေဆိုတာလေအစွဲကြီးလို့ဒီဘွားရောက်နေအောင်မဟုတ်လားသူတို့အတွက်ဒီသင်္ကြန်ကမြို့ဆိုလဲဟုတ်တယ်ရွာဆိုလဲဟုတ်တယ်ပြီးတော့မြေပုံတို့အုတ်ဂူတို့ဆိုတာသူတို့အတွက်အိုးအိမ်တွေပေါ့ အဲ့အရာဖြတ်စည်းခံလိုက်ရတော့သူတို့တွေတောင်းကျန်းတော့တာပဲအရင်ရှိဘူးတဲ့မြေပုံမပြည့်မချင်းခုနှစ်ရက်ပြည့်ရနဲ့လူရရသေးနေအောင်မှာမြေပုံပြည့်ဖို့အတွက်ဘလောက်လိုသေးလဲအဖိုးအေးနောက်ထပ်တရားလောက်လိုသေးရဲ့လူလေးဟာအဲ့အဲ့ဒါဆိုရင်လူတွေထပ်တရားအောင်မလားအဖိုးဒီတိုင်းထိုင်တော့တေးကြမှာပဲသူတို့တွေကိုမြေပုံတွေပြန်လို့အမှတ်တိုင်တွေပြန်ဆိုင်ပေးပြီးတော့ခမီးထိုးပေးရမယ်ပြီးတော့တစ်ပင်တွေလည်းပြန်ပြီးတော့ဆိုင်ပေးရလိမ့်မယ်အဲ့အရာတွေကလုတ်ပေးနိုင်ပါတယ်ခမီးကဘသူနာမည်ထိုးပေးရမှာလဲအဖိုး လူလေးလှုပ်ပေးမယ်ဆိုရင်တော့အဖိုးသူတို့ပြောပြီးတော့နမ်မယ်ရီအသက်တွေမိထားပါမယ်။ပြီးရင်တော့ရွာသားတွေအိမ်မက်ပေးမယ်။လူလေးတို့ကမှတ်သားထားပြီးကမီးတွေထိုးပေးပြီးတော့ဟုတ်ဟုတ်ကဲ့ပါအဖိုး။အဖြူရောင်ဝတ်ဆောင်ဝတ်ထားတဲ့ပုဂ္ဂိုလ်ကဘိုးတော်ပေးဦးမှကြပြီးရဲ့နောက်သူ့ရဲ့ညောင်မင်းစီကိုပြောင်းမှန်းသွားပါရယ်။အဲ့ဒီအချိန်မှာတော့ပရိစိတ်ဒီမှလည်းပြီးမြောက်သွားတယ်လို့ခြေကားလေးနဲ့ရက်တန်သွားပါရယ်။တကားလေးပရိစိတ်ဒါပြီးပြီလား။ဖုန်းကြီးတို့လည်းကောက်ဒီရောင်မှထားခဲ့ရမယ်။ကလုံးရောင်တော့ချင်းလင်းလျှောက်သွားမယ်။ကျမဗျာတပည့်တော်လေးအဖြူရပါပြီဗျာ။ဟမ် ဖုန်းကြီးတို့ရွာအတွက်လားကျမဗျာဘာရင်းများလောရမှာလဲတကားတိတ်တော့မခတ်ပါဘူးဗျာမြေပုံတွေပြန်ပြီးတော့လှုပ်ပြရမယ်ရေဗျာပြီးတော့ကမီးတွေလည်းပြန်ပြီးတော့ထုတ်ပြရမယ်ရေဗျာအဲ့ဒါဆိုရင်တော့သူများမြင်မြန်ကြွကြတာပေါ့ဆရာတော်ကြီးကကားပေါ်ကနေစင်နာနဲ့ချက်ချင်းကလွန်ရွာကိုကြွပါရေအဲ့ဒီတော့ဘိုးတော်ပေတို့ကလည်းဆရာတော်ရဲ့နောက်ကနေခက်မြန်မြန်လိုက်ပါသွားကြပါရေကလွန်ရွာလေးမှာရှိရဲ့လှမောင်ရဲ့အိမ်မှာဖြစ်ပါရေအင်းရှင်လှမောင်ကတော့မရှိတော့ပါဘူးအင်းရှင်မှာကနာဖျင်းလေးထုတ်ထားပြီးတော့ငားရဲနဲ့စွန့်သွမှာဖြစ်ပါရေ ဒါကြောင့်စွန့်သွတ်အတွက်ချက်ပြုတ်နေကြပြီးချက်ပြုတ်နေကြတဲ့သူတွေကလည်းလှမောင်ရတပယ်တွေဖြစ်ပြီးရွာသားတွေမပါဝင်ပါဘူး။ရွာသားတွေကလှမောင်ရရွာမှာဖြစ်ပျက်နေတဲ့ပြဿနာကိုစတင်ခဲ့တဲ့သူလို့မှတ်ယူပြီးနာရေးကိုမလာပါဘူး။စိတ်မျိုးသားချင်းဖြစ်တဲ့ရွာလူကြီးနဲ့ရမိရဖာရီသားလာကြပါရဲ့။လှမောင်ရတပယ်တွေကဘယ်သူမှမလာကြပေမဲ့လည်းအပြစ်မယူကြပါဘူး။သူတို့ရဲ့လုပ်ရက်တွေကအင်မတန်ဆိုးဝါးလာတယ်မဟုတ်ပါလား။တိုးစင်မှာအိမ်ဝိုင်းထဲကိုဆရာတော်ကြီးတစ်ပါးနဲ့ယောဂီဝတ်တဲ့လူငယ်တယောက်အပြင်လူရဲနှစ်ယောက်တို့ဝင်ရောက်လာပါရဲ့။ ရွာလူကြီးကဆရာတော်ကြီးကိုမျက်နှာနဲ့ထိုင်ပြီးဥချကြော်လိုက်ကပုပ်ပါရောဆရာတော်ဖျားပါလားကြောက်ပါဖျားဧည့်သည်တွေလည်းထိုင်ကြပါတခါကြီးရွာသားတွေဒီမှာစုခိုင်းမှာဖုန်ညစုခိုင်းတယ်လို့ပြောမလာဘူးဆိုတဲ့သူတွေဖုန်ညနဲ့တွေ့မယ်လို့ပါပြောလိုက်တင်တင်မဗျာရွာဦးကြောင့်မှာကြောင်းထိုင်ခဲ့မှုတဲ့ပုပ်ပါရောဆရာတော်ကစိတ်ထားကောင်းပြီးတော့အယုတ်လည်းမရွေတာကြောင့်ရွာသားတွေကလေးစားယူတည်ကြောက်ရွံ့ကြပါတယ်ဖုန်ညတင်ပညာရေးစတင်ခဲ့တဲ့ဆရာတော်မို့လို့ရွာမအသက်ကြီးတဲ့သူတွေနဲ့လူရွယ်တွေကဆရာတော်ရဲ့တပည့်တွေဖြစ်ကြတာပါ အခုလေဆရာတော်ရဲ့အမိကိုဘယ်သူမှမလွန်ဆန်ရဲကြပါဘူးတပွဲပွဲနဲ့ရောက်ရှိလာကြပါရယ်ညမကြတော့အချိန်မှာတော့ကနာဖြင်းထဲမှာလူတွေပြေးသွားကြတယ်လို့ကနာဖြင်းအပြင်အိမ်ဝိုင်းထဲမှာလည်းလူများထိုင်နေကြပါရယ်လူဆုံတာနဲ့ဆရာတော်ကထိုင်နေရနေမတက်ရက်လိုက်ပြီးရွာသူရသားတွေသူတော်ကောင်းတရားနဲ့ပြည့်စုံနေကြပါလားတရေသူကတေးသွားပြီပဲအညိုးအခါတာတွေနဲ့ကောင်းမှုပြုမှာကိုတော့မှလောက်အားတောင်တာမကူကြဘူးဆိုအခုဆိုလို့ရှိရင်ကြံခဲ့တဲ့သူတွေကမင်းတို့ဒုက္ခပေးနေသေးလို့လား ပေးပါဘူးဖေဟာလှမောင်တဲ့သူတပည့်တွေလှုပ်လို့ဒါအခုလိုဖြစ်ကုန်တာပါဖေဟာဟုတ်ပြီလှမောင်လည်းဆုံးပြီလေကြံခဲ့တဲ့သူတပည့်တွေလည်းပူဆွေးနေရတယ်ကောက်မှုလုပ်တဲ့အချိန်လေးမှာတော့ဝိုင်းကုန်လုပ်မပေးနိုင်ကြအောင်လားတပည့်တော်တို့မှားသွားပါတယ်ဖေဟာကဲကဲရွာကဲတင်မို့အထန်လန်းဆရာခေါ်လာတယ်မင်းတို့တွေသူပြောတဲ့အတိုင်းတိတိကျကျလိုက်လို့ကြာလာတင်မဖေဟာဆရာတော်ကြီးကရွာသားတွေကိုမင်ကြားပြီးရဲ့နောက်ဘိုးတော်ဘီလူအတာတွေကိုပြောဆိုရန်အတွက်မင်လိုက်ပါရီတို့ကမှဘိုးတော်ဘီကဆရာတော်ကိုလက်အုပ်ချပြီးရဲ့နောက်ရွာသားတွေကိုစကားဆိုပါရီ ရာသူရာသားတွေခင်ဗျားတို့မကြခင်မှာဒီဘေးစိုးကြီးကနေလွတ်တော့မှာပါဘယ်တော့ငားလဲကြမလဲဆိုတဲ့အတွေ့နဲ့အသက်ရှင်စရာမလိုတော့ပါဘူးဒါပေမဲ့ခင်ဗျားတို့လုံးဆောင်ရမယ့်လုပ်ငန်းဆောင်တာလေးတွေတော့ရှိပါတယ်ပြောပါခင်ဗျာတခြားတော့မဟုတ်ပါဘူးဒီညခင်ဗျားတို့အိမ်မက်ပေးပြီးတော့သူတို့နာမည်နဲ့အသက်တွေကိုပြောလိုက်မယ်အဲ့ရတွေတင်ချလေးမှတ်ထားကြပါအဲ့ရဘေးမှာကြောက်တယ်မုံရှင်ကြောက်တယ်မုံစာအုပ်ရှင်စာအုပ်ထားပြီးတော့အိမ်မက်မှတ်တာနဲ့မှတ်ထားကြပါမနေ့ရောက်တာနဲ့ရွာလူကြီးအိမ်မှာလာပြောပြပါပြီးတော့တအိမ်တယောက်လှုပ်အားပေးဖို့အတွက်လာကြဖို့ပါပဲ ိုးတော်ဘေးရဲ့စကားကိုရွာသားတွေသိပြီးတော့ယုံကြည်ပုံမရပါဘူး။တူပေမဲ့ဆရာတော်ကြီးမှဘိုးတော်ဘေးပြောတဲ့စကားကိုသေချာနားထောင်ရမိန်ညာကြောင့်ဘိုးတော်ဘေးရဲ့စကားကိုလိုက်နာမယ်လို့သာတွေးလိုက်ကြပါရယ်။ကလွန်ရွာလေးရဲ့ရွာလူကြီးအိမ်ကိုသွားတဲ့လက်မှာလူတွေတယောက်ပြီးတယောက်တဖွဲဖွဲနဲ့ရောက်လာကြပါရယ်။အားလုံးပေါင်းတရာကျော်လောက်ရှိမယ်ဖြစ်ပါရယ်။ရွာလူကြီးရဲ့အိမ်မှာဘိုးတော်ဘေးကမမောင်ကျော်ကိုစောက်အုပ်တုပ်ခန်းရံတစ်ချောင်းနဲ့ရွာသားတွေပြောလာတာတွေကိုလိုက်ပြီးတော့မှတ်သားရန်အတွက်အသင့်ပြင်ခိုင်းနေရကိုတွေ့လိုက်ရပါရယ်။ ရှာသားတွေကကြောက်တင်မှုများစာအုပ်တွေကိုကင်ပြီးညအချိန်မှာသူတို့ကိုအိမ်မက်ပြီးပြောကြတဲ့လူနာမင်းနဲ့အသက်တွေကိုစင်ရင်ပြေးသွင်းလာကြပါရဲ့ညတကယ်ပဲအိမ်မက်လာပြီရဲ့ဗျာအိမ်မက်တာပြောရဲတကယ်အပြစ်မလိုပါပဲဗျာကျုပ်လည်းအသင့်ဆောင်ထားတဲ့ကြောက်တင်မှုမှာပဲခါရိတ်မှတ်ထားလိုက်တော့ရဲတန်လန်းစရာတော်တော်ဆွမ်းတာပဲကျုပ်တို့ရွာလေးရောဒီဘေးစွာနေမကြခင်လွတ်တော်မဲဆိုတာသိကြရဲရွာသားတွေကသူတို့ကိုအိမ်မက်ပြီးလာတဲ့လူနာမင်းနဲ့အသက်စင်တွေကိုမောင်မောင်ကျော်ထံကိုပေးနေကြပါရဲ့ အဲ့နော်ပူရောပီကရွာလူကြီးနဲ့ညီနိုင်ပြီးတော့မှတ်တိုင်လုပ်ဖို့အတွက်ပြင်းများတွေကိုရှာဖွေထားတယ်လို့လက်သမားဆရာကလည်းခေါ်ထားကြပါရယ်ဆရာတော်ကြီးကလည်းရွာဦးကျောင်းကနေပြီးတော့စောက်တန်တဲ့တင်မောစီတွေကိုယူလာပြီးရွာလူကြီးရဲ့အိမ်ကိုကြွားချီလာပြီးရဲ့နောက်မှတ်တိုင်တွေကိုပြုလုပ်လိုက်ကြပြီးအမည်နဲ့အသက်တွေရေးထိုးကြပါရယ်။အဲ့နောက်အဲ့ဒီမှတ်တိုင်တွေကိုတင်ဆိုင်ဝင်ယူသွားပြီးရဲ့နောက်မှတ်တိုင်နဲ့ညီများရဲ့မျိုးပုံတွေကိုဖော်လိုက်ကြပြီးများပြားတဲ့မျိုးပုံတွေကိုဖော်လိုက်ခြင်းကြောင့်ကျွတ်တို့ကျတဲ့နှမ်းမင်းတွေမှာပြောက်ွယ်လို့သွားပါရယ်။ အဲ့ဒီမြေပုံလေးမှာတက်ဆိုင်ရမှတ်တိုင်များစိုက်လိုက်ပေးပြီးတဲ့နောက်အနီးနားမှာရှိတဲ့တပင်တွေကိုမြေလုံးမကြအောင်တူဖော်ပြီးမြေပုံများကြားထဲမှာစိုက်ပြုတ်ပေးလိုက်ပါရယ်။လုပ်ငန်းဆောင်နာများပြီးစီသွားတဲ့အခါမှာတင်ဆိုင်ကောင်ကအမှန်တကယ်ကိုတင်ဆိုင်နဲ့ပြန်တူသွားပြီဖြစ်ပါရယ်။အဲ့နောက်ဘူရော့ပီနေရွာသားတွေကကလုံးရွာကိုပြန်သွားကြပါရယ်။လောက်မောင်တို့စုံနဲ့တေဆုံပြီး9ရက်မြောက်နေ့ကိုရောက်လာပြီဖြစ်ပါရယ်။ရွာသူရွာသားတွေကဘသူသိမလဲဆိုပြီးတော့တွေးတောပြီးအိမ်ထဲမှာနေပြီးနားဆင်နေကြတာပါ။ မရဏခေါ်တဲ့ပေးခြင်းနဲ့ကလုံးရကိုတတိပေးနေတဲ့နာနာဘဝရဲ့လူရင်းဆန္ဒတွေကိုဖြည့်ဆည်းပေးပြီးတဲ့အချိန်အဖြစ်ဆိုးတွေကိုလက်တွေ့ကြကြကြုံတွေ့ထားတဲ့ရွာသားတွေကဘိုးရော့ပေးကိုအပြေးဝမယုံကြည်ရကြသေးပါဘူး။ရွာလူကြီးရဲ့အိမ်မှာလည်းဆရာတော်ရောက်ရှိနေပြီးတခြားသောရွာသားတွေနဲ့အတူဘိုးရော့ပေးနဲ့မမောင်ကျော်တို့လည်းရှိနေကြပါရဲ့။အချိန်ကတဖြည်းဖြည်းနဲ့နှောင်းသွားပြီးရွာထဲမှာလည်းတိတ်ဆိတ်လို့နေပါရဲ့။ရွာမှာဘေးစိုးကြောက်နေတဲ့လူစုကယနေ့မှလူသေးဆုံးမှဖြစ်ပါရယ်အခုချိန်ထိတော့ဘလို့မျိုးတော့တည်င်းစိုးမှမကြားသေးပါဘူး သူတို့ကဆောင်ရင်းဆောင်ရင်းနဲ့ပြီးမိုးချုံလာပြီဖြစ်ပါရဲ့ရမကူသေးတာကြောင့်စိတ်ချလက်ချဘယ်သူမှမပြောရသေးပါဘူးဆရာတော်ကလည်းကြောက်ပြတ်မကြပဲရွာလူကြီးရဲ့အိမ်မှာအခြေအနေကိုစောင့်ကြည့်နေပါရဲ့ဒါကလေးဖုန်ကြီးတို့ရွာဘေးကင်းမိထင်းနေတပည့်တော်လည်းညွန်ကြားချက်အတိုင်းလှုပ်ထားတာဖျားတပည့်တော်ညွန်ကြားတဲ့ပုံကတော့အသေးချောင်းညွန်ကြားထားတာပါဖျားအခုချိန်ထိတော့ဘာတော့မှမကြားသေးဘူးဆိုရင်အတော်အချိန်နေကောင်းနေပါပြီကျမဖျားတနေ့ဒါကလေးတို့ကတကယ်ကြပြင်ဘယ်လိုသွားကြမှာလဲတပည့်တော်တို့နှစ်ယောက်ကတော့ခြေဥတရာပေါ့ဖျား ကောင်းပါတယ်။လော့ကီကောင်းစုပြတဲ့တခါလေးတို့လိုလူတွေရှိရာ900သားသမီးတို့အတွက်အကျိုးတကယ်များပါတယ်။တင်ပါဖျား။ဘိုးတော်ဘီတို့ကရွာလူကြီးရဲ့အိမ်မှာစကားဆိုနေကြရညတကောင်ကြော်လာပြီးဖြစ်ပါတယ်။မမောင်ကျော်နဲ့ရွာလူကြီးကတော့တန်ရမှာငိုင်မိနေကြပြီးဒီလိုနဲ့နနက်အာယုံမိုးတောက်တီရောက်တဲ့အချိန်လူသေးဆုံးမှုမရှိရာကိုသိရတဲ့ရွာသားတွေကသူတို့ရဲ့အိမ်များမှာကြွဲခလောက်များနှွားချူလုံးတွေကိုလှုံ့ရမ်းလိုက်ကြပြီးရဲ့နောက်အောင်မီအောင်မီလို့ကျေလောင်စွာအော်ဟစ်နေကြပြီးရဲ့နောက်ရွာလူကြီးအိမ်ကိုရောက်လာကြပါတယ်။ အဲ့နောက်ဆရာတော်နဲ့ဘိုးတော်ပေတို့ကိုရှစ်ခုဥချပါရီဆရာတော်ကလည်းရွာသားတွေကိုစုံမဩဝါဒပေးပြီးရနော်ဘိုးတော်ပေနဲ့မမောင်ကျော်ခေါ်ကရွာဦးကျန်းကိုအနားယူရန်ပြန်သွားပါရီဒီလိုနဲ့ကလုံးရွာလေးမှာကြာရောက်နေတဲ့တင်းကြိုင်ကောင်းမှမရဏနဲ့တတိပေးနေခြင်းကလည်းအဆုံးသတ်သွားပါရီဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရီ ။နောက်ရက်ဒီမှာလေကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အောင်ပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။